ျွန်တော်တို့အားလုံးငငယ်ကစူပါဟီးရိုးတွေအကြောင်းယူသွက်ခဲဖူးတာကြီးပဲလေတဲ့ဖလန်တာမျက်လုံးကမီးပစ်တာဒါမှမဟုတ်အချင်းကိုရက်တံပစ်တာဒီလိုအစွမ်းနေပိုင်ဆိုင်ရင်ဘလောက်ကောင်းမလဲဆိုပြီးအင်မက်တွေမှခဲဖူးတယ်မလားဒါပေမဲ့ဒီအစွမ်းဒီကနေ့စဉ်ဘဝမှာအသက်ရှင်ဖို့အတွက်စူလက်ဒီလားဒါမှမဟုတ်ကျင်းစာလေလားဆိုတာကိုတော့ဒီနေ့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြောမယ့်စူပါဆွမ်းအားငါးမျိုးထဲမှာကျွန်တော်တို့ရဲ့ဘဝကိုထာဝရဖက်စီးဖြစ်နိုင်တယ်တချို့ကတော့ကျွန်တော်တို့အားလုံးအင်မက်မှခဲဖူးတဲ့အစွမ်းတွေဖြစ်နေလေဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့ ိုယ့်ရဲ့ပုံမှန်ခန္ဓာပုံကိုပဲကျေးဇူးတင်သွားပါလိမ့်မယ်ဆိုတော့စလိုက်ကြရအောင်နံပါတ်၁မမေ့တိုက်တဲ့စူပါမန်ညံအထူးခြားဆုံးနဲ့အန်ဟော့ဆာအကောင်ဆုံးအစွမ်းတစ်ခုကိုပြောပါဆိုရင်ဒါပဲကိုယ့်ရဲ့ဘဝမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တိုင်းအချိန်နေရာအနက်အရာတစတဲ့အသေးစိတ်အချက်လက်တွေအားလုံးကိုမိနစ်ပိုင်းအတွင်းဗီဒီယိုလိုပြန်ဖွင့်ကြည့်နိုင်တာမျိုးဟာဘလောက်တောင်မိုက်လဲဆိုတာတွေးကြည့်ရင်တိမာပါဒီလူတွေအတွက်စာမေးခွန်းဆိုတာဘာမှမဟုတ်တော့ဘူးဒီအစွမ်းရှိတဲ့လူတွေဟာ 1999ခုနှစ်ဩဂုတ်လ27ရက်နေ့သူ့ရဲ့မနက်စာဘာစားခဲ့တယ်ဆိုတာကိုအသေးစိတ်ပြန်ပြောပြနိုင်တယ်။ကျွန်တော်တို့လို့ဘုံမှန်လူတွေအတွက်ဒါကစိတ်ကူးရင်စံတဲ့အိပ်မက်တစ်ခုပါ။ဒါပေမဲ့အားနဲ့ချက်ကတော့သူတို့ဘတော့မှမမေ့လူမရဘူး။လူတယောက်ရဲ့ဘဝထဲမှာနာကျင်လျာတွေရှက်စရာကောင်းတဲ့အမှားတွေချေရသူဆုံးရှုံးသွားတဲ့စိတ်ဒဏ်ရာတွေကအများအန်းရှိနေတယ်။ကျွန်တော်တို့ကအဲ့ဒီအရာတွေကိုအချိန်ကြာလာတာနဲ့အမြတ်မေ့ပစ်ဖို့ဒါမှမဟုတ်ခံစားချက်ကိုရှော့ချဖို့ဦးနောက်ကဖန်တီးပေးထားတယ်။ ဒါပေမဲ့ hyper တိုင်ပြီးစီးရရှိတဲ့လူတွေကအဲ့ဒီလိုလှုပ်လို့မရဘူး။သူတို့ရဲ့အုံနောက်ကအနုလက္ခဏာဆောင်တဲ့မှတ်ဉာဏ်တွေကိုပါတသက်လုံးသိမ့်စီထားတယ်။အဲ့ဒီတော့သူတို့ရဲ့ super မှတ်ဉာဏ်ဟာစုလက်တစ်ခုမဟုတ်တော့ပဲတသက်လုံးခံစားနေရတဲ့စိတ်တန်ရာကျင်းစားတစ်ခုဖြစ်လာတာပါ။နောက်မှနေနာကျင်မှုကိုလုံးဝမခံစားရခြင်းနာကျင်မှုဆိုတဲ့အာယုံခံစားမှုနဲ့တသက်လုံးအဆက်ဖြတ်လိုက်တာမျိုးနာကျင်မှုအာယုံခံစားမှု pain signals တွေကိုအုံနောက်စီလုံးဝမပို့ဆောင်နိုင်အောင်ပိတ်ပစ်ထားတဲ့ super power ပါ။ ရင်နွေးပူတာဓာတ်နဲ့ထိခိုက်တာအယိုးကျတာတွေတောင်သူတို့အတွက်ဘာမှမဟုတ်ဘူးဒါကချက်ချင်းဆိုသလိုစူပါဆွမ်းတကူလို့ထင်ရတယ်ဒါပေမဲ့နာကျင်မှုဆိုတာတကယ်တော့ကျွန်တော်တို့ကိုကဲတင်တဲ့စူပါအဆွမ်းတကူပဲဒီအဆွမ်းရှိတဲ့ကလေးတွေဟာငငယ်ရက်ကတန်ရတွေပြဆာတွေအများကြီးနဲ့ရှင်ထင်ရတယ်ဥပမာဆော့ကစားရင်အယိုးကျတာကိုမသိပဲလမ်းရှက်ရှောင်နေတဲ့အတွက်ဒဏ်ရာကပိုးပြီးပြင်းထန်သွားနိုင်တယ်ပိုးဆိုးတာကခန္ဓာကိုယ်ထဲမှာယောဂတစ်ခုဝင်လာပြီးဆိုရင်တောင် ဖျားနာတာမျိုး၊နာကျင်တာမျိုးမခံစားရတဲ့အတွက်နောက်ဆုံးအဆင့်ရောက်မှသာယောဂါကိုတည်တော်တယ်။ဒီအစွမ်းကရေရှည်မှာဘယ်တော့မှမပြောင်းနိုင်တဲ့ဖြင်းထန်တဲ့အဆင့်အမီပျက်စီးမှုတွေနဲ့မတန်ဆွမ်းဖြစ်မှုတွေကိုပဲပေးဆွမ်းနိုင်တယ်။နံပါတ်၃ကြောက်ရွံ့မှုဆိုတဲ့ဘာလဲမသိချင်းတင်မှာကြောက်စိတ်လုံးဝမရှိဘူးဆိုပါတော့အဲ့ဒါကို Arbabesh with the disease လို့ခေါ်တယ်။ဒီရောမှရှိရတဲ့သူတွေဦးနောက်ထိုက်ကအမိဂဒါလာလို့ခေါ်တဲ့ ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေသောအစိပ်ပိုင်းဟာဖြစ်စည်းနေပါတယ်။အနည်းရဲ့အရှိဆုံးသတ္တဝါဖြစ်တဲ့မွေးလူကိုလက်နဲ့ထိကိုက်တာမျိုးလူရဲ့သူတို့ရဲ့ဓာတ်ထောက်ခြင်းကိုခံရတာကအစသူတို့ရဲ့နှလုံးခုန်နှုံးတောင်မြင်လာမှာမဟုတ်ပါဘူး။ဒါဟာမယုံနိုင်စရာပါ။စိတ်ဖိစီးမှုလုံးဝမရှိတဲ့ဘဝရရင်ပြတ်ထားတဲ့သူရဲ့ကောင်းတူလိုပါ။ဒါပေမဲ့အန်ဒီယေကိုတတိမထားမိတာကတကယ်ကိုအန်ဒီယေများပါလေ။သူတို့ကလမ်းလျှောက်နေရင်ကားတိုက်ခိုင်းရနိုင်တယ် တပြားတိုက်ခံရရင်တောင်ပြန်ခုခံဖို့ဒါမှမဟုတ်ထပ်ပြီးဖို့မစင်းစားတော့ဘူး။ဘာလို့လဲဆိုတော့သူတို့မှာအသက်ရှင်ဖို့အတွက်မရှိမချစ်လိုအပ်တဲ့ NDA ကိုရှောင်ရှားလိုစိတ်ဆိုတာလုံးဝပျောက်ကွယ်သွားလို့ပါ။ဒီဆွမ်းကသူရဲကောက်တစုဖြစ်စင်နိုင်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ကိုကိုကိုကာကွယ်ဖို့အတွက်လုံးဝမတန်းနိုင်တော့တဲ့လူတဦးဖြစ်ပဲချင်းနေစီပါတယ်။နံပါတ်၄ကိုခန္ဓာကနေအရက်ချက်ချင်းမင်းအရက်အစမမတော့ပဲနဲ့ကိုအမြဲတမ်းမူးနေသလိုခံစားရရင်ဘလို့ညီမလဲဆိုတာတွေးကြည့်ဘူးလား။ EPS ဆိုတာအူလားကြောင်းတက်မှရှိတဲ့တဆေးတွေကမင်းစားလိုက်တဲ့ကစီတက်တွေကိုအလိုလျောက်အီသနောလို့ခေါ်တဲ့အရက်အဖြစ်ကိုအချင်ပေါက်စေတာပါမင်းပေါင်ုံးတလုံးဒါမှမဟုတ်သမန်တပကစားလိုက်ရုံနဲ့သွေးထဲမှာအရက်ပမာဏကတက်လာပြီးလူကိုမူးစေတာမျိုးပါပထမတော့လူတွေကရဲစရာလားလို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့ဒါဟာလုံးဝကိုဘဝပြတ်စေနိုင်တဲ့ကျင်းစာတစ်ခုပါမင်းဟာအချိန်တိုင်းမူးနေတယ်လို့ခံစားရမယ်လမ်းလျှောက်တာစကားပြောတာတွေကပုံမှန်မဟုတ်ဘူး အလုတ်မှရောလူမှုရောမှဘလူမှအစင်မပြေနိုင်မှာမဟုတ်ဘူးပြီးတော့ရင်စိကိုင်းနေအရာစစ်ဆေးခံရတဲ့အခါကျွန်တော်ဘာမှမတော့ထားဘူးလို့ပြောရင်ဘလူမှယုံကြည်မှာမဟုတ်ဘူးဒီအစွမ်းကဥပဒေရရအခက်ခဲတွေကျန်းမာရေးပြဿနာတွေအများကြီးဖန်တီးပြီးပိုင်ဆိုင်လူရုပ်ဝါကိုအမိတ်ပုံနဲ့ထိုးချပြလိုက်တယ်လို့ချစ်စင်နေတဲ့အစွမ်းပါနံပါတ်5မောပန်းနွမ်းနယ်မှုမရှိခြင်းရနဆိုင်ကိုခန်းစားဘူးရမလားဒါပေမဲ့ဒီလူတွေကဘယ်တော့မှမရမနာနိုင်တဲ့ဟိုင်းကိုအမေရန်ပိုင်ဆိုင်ထားကြတယ် ဒီအစွမ်းဟာကြောသားတွေနာကျင်ကြခဲ့ပြီးမောပန်းနွမ်းနယ်စည်းတဲ့ lactic acid ဆိုပေါင်းခြင်းကိုလုံးဝမဖြစ်စေဘူး။ဆိုလိုတာကတာမန်လူတွေနာရီဝတ်ပြေးပြီးမောပန်းလေခြင်းမှာသူတို့ကယာနဲ့ချီတဲ့ mind တွေကိုဆက်ပြေးနိုင်တယ်။ American က ultra marathon အပြေးသမား Dean Canazes ရဲ့ဇက်လန်းကိုကြည့်ပါ။သူက3ရက်ဆက်တိုက်မအိပ်ပဲမရက်မနာပြေးနိုင်ခဲ့တယ်။သူအတွက်ပင်မနဲ့နာကျင်တဲ့ဆိုတဲ့စကလုံးတွေကအသေးပြန်မဲ့နေတယ်။အာကစားနယ်ပါတော်ဒါဟာအိမ်မက်တစ်ခုပါပဲ။ဒါမှမဟုတ်ဒီအစွမ်းဟာဟုတ်တော့ဟုတ်ပေမဲ့ တစ်ချိန်တည်းမှာပဲအန်ဒီရဲ့အကြီးမားဆုံးအရာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ပင်မနဲ့အခါခနာရက်နာပါလို့ဦးနောက်ကတတိပေးတယ်။ဒီလူတွေမှာအဲ့ဒီတတိပေးချက်မရှိဘူး။သူတို့ရဲ့ခန္ဓာကိုယ်ကမောပါနွမ်းနေမှုအဆင့်ကိုကြော်လွန်ပြီးမတိလိုက်ခင်မှာပဲကိုတဲ့အင်္ကာတွေကိုဖျက်ဆီးသွားအောင်ဆက်လက်အလုပ်လုပ်နေတယ်။ရလက်ကကြွက်သားတွေတောင့်တင်းပြီးနောက်ဆုံးမှကြောက်ကပ်ပြက်စီးခြင်းအထိပြင်းထန်တဲ့ဆိုးကျိုးတွေရနိုင်တယ်။ပင်ပန်းမှုမရှိတဲ့စူပါဆွမ်းကားဟာလည်းကိုယ့်ရဲ့အသက်ကိုအချိန်မီွေချင်းချောက်နေတာမျိုးဖြစ်ပါတယ်။ကဲ အခုကျွန်တော်ပြောပြခဲ့တဲ့စွမ်းတွေကိုကြည်လိုက်ရင်ရှင်းပါစူပါစွမ်းဆိုတာအပြင်းမန်းကောကြည့်ရင်အော့ဆိုတာကောင်းပြီမြင်အဲ့ဒီအစွမ်းတွေဟာကျွန်တော်တို့ရဲ့ပုံမှန်လူသားဘဝနဲ့လုံးဝကိုမကန့်ကျင်ပါဘူးနားကျင်မှုရှိလို့တန်ရာကိုတတိထားမိတယ်မောပန်းနွမ်းနဲ့မှုရှိလို့အနားယူပြီးဆက်ရှင်တန်တယ်ကြောက်ရွံ့မှုရှိလို့အန်ဒီရဲ့ကိုရှောင်ရှားနိုင်တယ်ကျွန်တော်တို့ရဲ့အားနည်းချက်တွေဟာတကယ်တော့ကျွန်တော်တို့ကိုကာကွယ်ပေးနေတဲ့လူဝတ်အစွမ်းတွေဖြစ်နေပါတယ်။ဒီတော့စူပါဟီးရိုးတွေလိုအစွမ်းတွေတကယ်ပဲလိုချင်ပါသေးသလား။ဒါမှမဟုတ် ုံမှန်လူသားတယောက်ရဲ့မျှတပြီးဘေးကင်းတဲ့ကိုခန်းတာကိုပဲကျင်းနဲ့လိုက်ပြီလားဒီ၅မျိုးတွေကဘယ်တစ်ခုမှလုံးဝမလိုချင်ဘူးဆိုတဲ့အကြောင်းရင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့မှာအောင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ